ိုင်းနိုင်ငံတောင်ပိုင်းဟက်ရိုင်မျိုးရေကြီးမှုကြောင့်မြန်မာတသိန်းကျော်ရေဘေးသင့်ခဲ့ရပြီးမြန်မာလူသမားတွေအကူအညီလိုအပ်နေကြပါတယ်ဝေဝေသတင်းပေးပို့ထားတာပါရှင်ထိုင်းနိုင်ငံတောင်ပိုင်းဆုံခလာခရိုင်ဟဲ့ရိုင်မြို့မှာတပတ်ကြာရေကြီးမှုကြောင့်လူပေါင်းနှစ်သန်းကျော်ရေဘေးသင့်ခဲ့ရပြီးမြန်မာအလို့သမားတသိန်းကျော်လည်းရေဘေးဒုက္ခကိုကြုံတွေ့နေကြရပါတယ်။လက်ရှိမှာဟဲ့ရိုင်ရဲ့နေရာတော်တော်များများမှာရေကျသွားပြီးဖြစ်ပေမဲ့ပိုင်ဆိုင်မှုပစ္စည်းတွေဆုံးရှုံးပြီး မြမအလုပ်သမားတွေကူညီလိုအပ်နေပါတယ်။ဟဲ့ရိုင်မျိုးထုံးလုံးရက်ွက်မှာရှိတယ်။လက်အိတ်ဆက်ယုံမှာအလုပ်လုပ်ကင်နေကြတဲ့အလုပ်သမားအင်အားဝင်းကလည်းရင်းနှစ်မြုပ်ကပိုင်ဆိုင်မှုတွေဆုံရှုံသွားတဲ့အတွက်ကြောင့်အကူအညီတွေလိုအပ်နေကြောင်းအလုပ်သမားတယောက်က TVB ကိုပြောပါတယ်။ပစ္စည်းတွေတော့အမရဲ့အကုန်လုံးပစ္စည်းတွေပေါ့အခန့်မှာဈေးရောက်တဲ့ပစ္စည်းတွေတခုမှမရှိတော့ဘူးအကုန်လုံးအကုန်လုံးပါတာဟိုအိမ်မှာဆောင်းငပိဆုံမဟန်ဆုံမအကုန်လုံးအဲ့ဒီပါတယ်မရှိတော့ဘူးတော့ဖက်ကေးဈေးတွေလည်းမလာဘူး ဘာမှလည်းမပွေးရဘူးဘာသူမှလည်းမလာဘူးဒီဖက်စိတ်ယုံကဆိုလေမပွေးဘူးလောက်ထင်းစိတ်ယုံကလည်းရေမြုပ်နေလေးလို့ကြားတယ်အလုပ်ကတော့မတိရသေးဘူးဘယ်နည်းဆင်ဘယ်နည်းလောက်ရမှဆိုတော့ညီမတို့ကတော့ဆင်လို့လေအဆင်မပြေသေးဘူးအခက်မှလည်းနေဖို့နေရာအဲ့ဒါတော့ကောကောမအရာတဲ့ဘဝတွေလို့စားတာဆိုလေအဆင်ပြေတဲ့တငယ်ချင်းအခက်နဲ့မှတော်တော်ပြီးတောက်စားနေရတယ်လို့ထမင်းနေဆိုလေနေတဲ့သူများအခက်မှတောက်တောက်စားနေရတယ်ဒီနေ့တရက်နေ့ကလေးကထမင်းမစားရအောင်ညီမတို့မှာဟဲ့ရခန့်နေလေးမချီတော့ညီမတို့မှာဘာမှမချီတော့ဟဲ့ရမျိုးနေရာတော်တော်များများမှာရေပြန်ကြသွားပြီဖြစ်ပေမယ့် အနိုင်မိုင်းနေရာတွေမှာတော့ရင်းနှီးမြုပ်နေစေဖြစ်တယ်လို့ပိတ်မိနေတဲ့သူတွေအဆက်အသွယ်ပြတ်တောက်နေတဲ့မြမတွေရှိနေစေဖြစ်ကြောင်းကိုယ်တိုင်ရေဘေးသင့်ခဲ့ရတယ်လို့မြမလူသမားတွေကိုအကူအညီနေတဲ့ကိုကျော်စင်ကပြောပါတယ်။၁၄-၂၅ကတော့အခက်အခဲဆုံးပေါ့။အဲ့ဒီနေရာတော့အားလုံးအထက်မြင့်တွေကိုလွတ်ရအောင်ပြောင်းရွှေ့ကြတယ်။အဲ့ကျန်တဲ့အောက်မြင်းကြီးတက်ကအခန်းတွေအကုန်လုံးဘယ်သူမှနေလို့မရဘူး။ကျွန်တော်ဒီထုတ်လုံလေးတော့အခုအားလုံးအစီအစစ်ကြော်ပါပဲ။ရေတွေလည်းပြောင်းကြပါပြီ။သူကအခန်းတွေလည်းအကုန်ရှင်းပြီးကြတော့တော်တော်များများရှင်းပြီးပါပြီ။သူကရဘာကျန်တပားလောက်ပဲခက်ခဲမှာ။ အဲ့ဟိုဟိုင်ဟိုင်မြူတဲ့အတွင်းပိုင်းနေရာမြင်းနေမိုင်းကြတော့အဲ့ဘက်တည်းကတချို့ရဆိုလို့ရှိရင်အဲ့တိုက်ခန်းတဲ့နေရာမှာပိတ်မိပြန်ပြီလေတော်တော်များရှိပြီရဲ့ကျွန်တော်ကဆက်သွယ်တာဆက်သွယ်လို့ကမရဘူးဘာကြောင့်လဲဆိုတော့ဖုန်းလိုင်းတွေသူတို့ချက်ခံတိထားတာရယ်မီလိုင်းတွေချက်ထားတာရယ်ကျွန်တော်ညမိုက်တော့မှဆက်သွယ်လို့လုံးဝမရနိုင်ဘူးအဲ့မြူတဲ့အတွင်းပိုင်းနေပေါ့ဖာဆဈေးဆိုတာရှိရလေဈေးပြီးတယ်အတွင်းပိုင်းနေမှာတော့တော်တော်များများပိတ်မိကြရရှိတယ်အလို့သမားတွေနေထိုင်ကြတဲ့တန်လျာတွေအင်ယာဝင်းတွေကရင်းနှီးမြုပ်ပြီးအတုံးဆောင်ပစ္စည်းတွေမျောပါပစ္စည်းသွားတာဖြစ်လို့ချက်ပြုတ်စားတော့ဖို့အခက်အခဲတွေရှိနေတာဖြစ်ပါတယ် ဒါကြောင့်အမြင့်မိုင်မှာနေထိုင်ကြတဲ့မြန်မာတွေကအချင်းချင်းရိုင်းမင်းကအကူအညီမှုတွေလှုံ့ဆော်ပေးနေကြပါတယ်။ဆက်ပစ်မီးတွေဖြတ်တာတော့ဟိုစားတောက်တဲ့နေရာမှာတော့နည်းနည်းအခက်အခဲဖြစ်တာပေါ့ အဲ့ဒါပဲရှိတယ်ပြန်လာတော့ဟိုဖိတိုက်တန်ရာရတာတို့အသေးကြောက်လို့တော့မရှိဘူးပေါ့ဒီမနေ့၈နိုင်ခွဲလောက်မှာရေကတော်တော်ကိုကျသွားပြီဆိုင်ကယ်မောင်းလို့ရသွားတဲ့အနေအထားလေးဖြစ်သွားပြီတာလန်လေးပေါ်သွားပြီပေါ့နော်ကတ်တဲတစ်ခုဖြစ်နေတာကကိုုံတော်မျိုးသမီးနှစ်ဦးကိုတော့ကျွန်တော်တို့ကပို့ပြီးတော့ဂရုစရတာပေါ့နော်တခြားလူတွေလည်းစိုင်းကြားဖြစ်ကပေါ့ရည်နဲ့မမားပေါ့နော်ကျွန်တော်တို့ကမမားဆိုတော့ဟိုမှာရေကမရှိဘူးပါဘူးဆိုတော့အဆင်မပြေဘူးဗျ ကလေးတွေကိုအခုညီတောင်းပြီးတော့ကျွန်တော်တို့ကဟိုသမင်းချက်တာပေါ့နော်သမင်းချက်တယ်ဟိုဖင်းချက်မယ်ဒီလိုမျိုးနဲ့ပဲကျွန်တော်တို့ကသမင်းလုပ်ပို့ပေးတာပေါ့နော်ကျွန်တော်တို့တော့အခုလောလောဆယ်တော့ရက်အိုးတွေဟိုပေးတာတော့သူတို့တော့နည်းနည်းချက်ပြုတ်သားသားလို့တော့ရမယ်လို့ကျွန်တော်ကတော့ယုံကြည်တာပေါ့နော်ထိုင်းတောင်ပိုင်းဟဲ့ရိုင်မြို့မှာဆိုရင်အနှစ်300အတွင်းမှာမိုးရေချိန်အမြင့်ဆုံးစံချိန်တင်ရွာသွန်းခဲ့တာကြောင့်လည်းဖြစ်ပါတယ်ဟဲ့ရိုင်မြို့တရှိတဲ့ဆုံခလာခရိုင်ပါဝင်ထိုင်းတောင်ပိုင်းကခရိုင်ကိုကုစလုံးမှာ ရေဘေးတင့်သူပေါင်းနှစ်တန်းခွဲကျော်ရှိနေပြီးတည်ဆုံးသူမှာ18ယောက်ရှိတယ်လို့ထိုင်းနိုင်ငံတဘာဝဘေးရဲ့နေရတားဆီကာကွယ်ကူညီရေးအဖွဲ့ရဲ့နိုဝင်ဘာလ26ရက်နေ့ထုတ်ပြန်ကြေညာတရားပါတယ်။ကျွန်မဝေပါ